ဒါကတော့မြန်မာနိုင်ငံကအင်းလေးသားတွေအတူယူရမယ်ပေါက်ဖော်ကြီးတို့ရဲ့ဝလုံးစည်းခြင်းအမှုပညာပဲဖြစ်ပါရင်မြန်မာနိုင်ငံကဘလောက်ပဲအစင်လာကြီးမားခဲ့ပါရပြပြောယဉ်ကျေးမှုကိုထိမ့်သိမ့်တဲ့အပိုင်းမှာတော့တရုတ်ကိုဥညွတ်လိုက်ရပြီးတော့ယခုအခါလေးတရုတ်ရိုးရာထိုးဝါးစည်းခြင်းအတက်ပညာဟာဗေနိုင်ငံကမှလမ်းမမီတဲ့ပညာရပ်ဖြစ်ကိုတရှိလိုနေပါရင်တကယ်တော့ထိုးဝါးစည်းနှင်းမှုအတွက်ကိုမှဝလုံးကြီးကြီးတစ်ချောင်းသာလိုအပ်ပြီးတော့တရုတ်ရဲ့အင်မတန်ကိုမှထက်မြက်တဲ့ကိုဟန်ပညာရှင်တွေမှသာလျှင်စီးနှင်းနိုင်တာလည်းဖြစ်ပါရင် လေကိုစင်းနေဖို့အတွက်ကလည်းကမ်းပေါ်ကနေဝလုံးမြောက်ပေါ်ကိုဆွေကနေကိုခုံရမှာဖြစ်ပြီးတော့အခက်မသိရင်ဒီဝါထိုးစည်းခြင်းဟာရေထဲမှာတင်ကိုနောက်ဘဝကိုအตาလေးကိုကူပြောင်းသွားနိုင်စေပါ යි ။ဘာကြောင့်လဲဆိုရင်တော့ဝါလုံးတစ်လုံးထဲပေါ်မှာခန္ဓာကိုယ်ကိုဟန်ချက်ညီရလို့ထင်ရမှာဆိုတဲ့ကိစ္စကတော့လွေတာမဟုတ်ပဲနဲ။အဲ့ဒါကလည်းမြေကြီးပေါ်မှာမဟုတ်ပဲနဲ။အကောင်းလှတဲ့ရေထဲမှာစင်းနေရမှာလည်းဖြစ်ပါ යි ။ တရုတ်မှာကတော့ဒီလိုမျိုးခက်ခဲနေနေတဲ့ထိုးဝါစီကျင်အတက်ပညာကိုအရင်ခက်ခဲတဲ့ကိုကတိုက်ပညာရှင်တွေကအသုံးပြုခဲ့ပြီးတော့ယနေ့ထိတိုင်ကိုလည်းရိုးရပညာရက်တစ်ခုဖြစ်ကိုလူငယ်ဆက်ဆက်ကထိန်းသိမ်းထားစေလေဖြစ်ပါရင်ပြည်သူတို့ကရောမြန်မာနိုင်ငံရဲ့လေအိုးကျဲမှုတွေအားလုံးကတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုခြေတပြားတောင်မှလိုက်မမီတဲ့အပေါ်မှာဘယ်လိုမျိုးထင်ကြတယ်လဲဆိုတာလဲကွန်မန့်မှာဖြစ်ပေးခဲ့လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်